27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့မြောက်ဦးဆရာတော်ဘုရားကြီးရဲ့တရားကျင့်ကြံတဲ့အခါမှာတွေ့ကြုံရတဲ့ပိတ္တာလောကသားတွေအကြောင်းကိုတင်ဆက်ပေးပါမယ်ဖြစ်ပါတယ်ခင်ဗျာပိတ္တာဆိုတာကတော့ငရဲတရိစ္ဆန်ပိတ္တာအတူရကယ်ဆိုတဲ့အပယ်လေးပုံမှာပါဝင်တဲ့ဒီလူပီလောက အတွင်းမှာပဲတောချုံပိတ်ပေါင်းလှိုင်ကောင်းတောင်စောင်းစတဲ့နေရာတွေမှာဆင်းရဲထူပြောစွာနေရတဲ့တရဝမျိုးဖြစ်ပါတယ် ဘာကြောင့်ပိတ်တယ်ဖြစ်ရတယ်ဆိုတာကတော့လူလောကလူပြည်မှာအကျင်သူတို့ဟာအဥ္စာဆွဲတားမရဆွဲတို့နဲ့တေလုံကုန်ကြပါတယ်ညူစုချင်းဝင်းတူချင်းများကြတဲ့လူတွေဖြစ်ကြပါတယ်မိမိကိုယ်တိုင်လည်းပေးကမ်းလှူဒန်းခြင်းမရှိအဲသူတစ်ပါးပေးကမ်းလှူဒန်းတာကိုလည်းတားမြစ်ပြီးတော့အန်ဒီရဲ့ပြုတ်တဲ့အတွက်ကြောင့်ပိတ်တာဖြစ်ရခြင်းဖြစ်ပါတယ်အဲဒီလူတွေကပိတ်တာပုံမှာဖြစ်နေကြတဲ့သူတွေဖြစ်ကြပါတယ် ိတ်တာတို့ရဲ့ဘဝကအမဲမပြတ်ထမင်းရေငက်ပြက်နေကြရပါတယ်အနှစ်တရာအနှစ်တထောင်အနှစ်တသောင်းတသိန်းအဲဒီလိုကာလရှည်ကြတိုင်အောင်ဖရာတဆူနဲ့တဆူကြားကာလပလုံ၎င်းအဲထမင်းတလုံးမှမစားရရေတပေါင်းမှမတောက်ရပဲကြီးစွာသောဒုက္ခကိုခံစားကြရပါတယ်ခန္ဓာကိုယ်ဆိုတာလဲအသွေးအသားမရှိအရေမျှသာရှိကြပါတယ်အလွန်မလှပတဲ့အစင်းလဲရှိပါတယ်ကြောက်မတ်ဆက်ဆုပ်ဖွဲကောင်းတဲ့အစင်းလဲပိုင်ဆိုင်ကြပါတယ် ပိတ္တာတို့ရဲ့ပုံကငရဲရှစ်ထက်တို့ရဲ့အထက် လူပတ်ဝန်းကျင်မှာတည်ရှိပါတယ်။အဲသူတို့ရဲ့နေရာပုံမှာတောတောင်ချောင်းမြောင်းမြစ်တုတ်တန်းအဲတစ်ပင်လှိုင်ကူစတဲ့အရက်ဒေသမျိုးစုံမှာရှိကြပါတယ်။ပိတ္တာအမျိုးအစားအများကြီးရှိတဲ့အထက်မှာနံပါတ်၁ပိတ္တာကတော့သူတစ်ပါးစွန့်ပစ်ထားတဲ့တရွေနှက်အံဘက်ကိုစားရတဲ့ပိတ္တာမျိုးနံပါတ်၂ကတော့မြေခွေးတို့လူသေးစတဲ့အကောင်ပုတ်တွေကိုစားရတဲ့ပိတ္တာမျိုး နံပါတ်300ကတော့လူမစင်ကိုစားရတဲ့ပိတ်တာမျိုးနံပါတ်400ကတော့အစားမစားရပဲပါဇက်ကနေမီးလျံတွေထွက်နေတဲ့ပိတ်တာမျိုးနံပါတ်5ကတော့ခန္ဓာကိုယ်ကြီးပြီးပါဇက်ကအနဖောက်ပေါက်လို့ရှိပြီးတော့အစားအစာကိုပါဇက်ကသွင်းလို့မရနိုင်နားပေါက်နှာခေါင်းပေါက်တွေကသွင်းရတဲ့ပိတ်တာမျိုးနံပါတ်6ကတော့ရေမတောက်ရတဲ့ပိတ်တာမျိုးဖြစ်ပါတယ် ရေတွေ့ပင်နဲ့ရေတွေရှိပင်နဲ့ရေတွေကသွေးတွေပြည်တွေကျင်ကြီးကျင်ငယ်တွေဖြစ်သွားပြီးတဲ့ပိတ်တာမျိုးနံပါတ်9ကတော့မီးလောင်ထားတဲ့တင့်ကုန်းနဲ့တူပြီးတော့ကြုံလီ ပိန်ကက်အယူပြိုင်ပြိုင်ထနေတဲ့ပိတ်တာမျိုးဖြစ်ပါတယ်အဝေးမရှိ ကိုတုံးလုံးနဲ့အနက်အသက်အလွန်ဆိုးပြီးလက်တွေခြေတွေခွင်နေပြီးမျက်လုံးတွေက အပြင်ကိုပြူးထွက်နေပါတယ်သမင်းစာရေငတ်တဲ့ဒဏ်ကိုအပြင်းထန်ခံရတဲ့ပိတ်တာမျိုးဖြစ်ပါတယ် ။နံပါတ်၈ကတော့လက်သေးခြေသေးတွေကဓာလန်လိုထက်နေပြီးတော့ကိုယ်သွေးကိုယ်အသားကိုဖဲ့စားနေရတဲ့ပိတ်တာမျိုးဖြစ်ပါတယ်။နံပါတ်၉ကတော့ကိုယ်ခန္ဓာကိုယ်လောက်ရှိပြီးတော့မျက်နှာဈေးခွက်မျက်နှာရှိအဲကိုယ်ခန္ဓာကနေအမြဲအခိုးလျံနေထွက်တကူလုံးမီးလောင်ကျွမ်းခံနေရတဲ့ပိတ်တာမျိုးဖြစ်ပါတယ်။နံပါတ်၁၀ကတော့စပယ်ကြီးမွေနဲ့တူတဲ့ကိုယ်ခန္ဓာရှိပြီးတော့ ညအခါမှာတပြောင်းပြောင်းတောင်းလောင်နေတဲ့ကိုခန္ဓာနဲ့သွာလာလှဲ့ပတ်နေရတဲ့ပိတ်တာမျိုးဖြစ်ပါတယ်။နေ့အခါမှာဆင်းရဲအမျိုးမျိုးခံစားနေရတဲ့ပိတ်တာမျိုးဖြစ်ပါတယ်။နံပါတ်7ကတော့ထမင်းငတ်ရေငတ်အမြဲခံနေရတဲ့ပိတ်တာမျိုးဖြစ်ပါတယ်။နံပါတ်7ကတော့ပါဇက်ကနေမီလီယံတပြောင်းပြောင်းထွက်နေပြီးတော့ရေငတ်ထမင်းစာဒုက္ခကိုအမြဲခံနေရတဲ့ပိတ်တာမျိုးဖြစ်ပါတယ်။နံပါတ်7ကတော့ မိမိအစွမ်းနဲ့ဘာမှစားလို့မရပါဘူးလူပြည်ကဆွေမျိုးတွေကကုသူပေးအမြတ်တမ်းပေးဝေမှာစားရတောက်ရအသက်ရှင်ရတဲ့ပိတာမျိုးဖြစ်ပါတယ်နံပါတ်14ကတော့ကိုခန္ဓာ3ခါလောက်ရှိပြီးတော့အသားအသွေးနဲပါပြီးတော့တိရွက်6လူအယိုးကျဲအနဖားပေါလို့ရှိတဲ့ပါဇက်ရှိပါတယ်စားတောက်ရတဲ့အခါဇောက်ထိုးမိုးမျောလုတ်ပြီးမှစားတောက်ရတဲ့ပိတာမျိုးဖြစ်ပါတယ်နံပါတ်15ကတော့နေခံညဆန်တဲ့ပိတာမျိုးဖြစ်ပါတယ် နေ့အခါမှာငရဲထင်းအလုတ်ကိုလှုပ်ရပြီးတော့ငရဲခွေးတွေအကိုက်ခံရပါတယ်။ဓာလန်လှီးဖြတ်ထားကိုခံကြရပါတယ်။အညအခါမှာတော့နက်ကဲ့သို့စီးစင်ခံတစားရတဲ့ပိတ်တာမျိုးဖြစ်ပါတယ်။နံပါတ်16ကတော့ဝေမာနိကပိတ်တာမျိုးဖြစ်တဲ့ငရဲပြည်မှာယမမင်းသွားလှုပ်ရတယ်။အစင်းလှတယ်၊စီးစင်ကြည့်တယ်၊စားတောက်ခြင်းတိုင်းတော့မစားရပါဘူး။တခါတရံမှစားတောက်ရတဲ့ပိတ်တာမျိုးဖြစ်ပါတယ်။တောင်းတမှု အာသာဆန္ဒပြင်းစွာခံရတဲ့ပိတ္တာမျိုးဖြစ်ပါတယ်။အဲဒါကတော့ပိတ္တာ16မျိုးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပိတ္တာတို့ရဲ့ပုံသဏ္ဍာန်ကလည်းမျိုးစုံဖြစ်ပါတယ်။အဲအတွားလိုအမွေးရှိတယ်၊မိချောင်းရည်လိုအရည်ရှိတယ်၊လက်သေးခြေသေးရှိတယ်၊အခြေတစ်ချောင်းနဲ့ရှိတယ်၊မျက်လုံးတစ်လုံးနဲ့ရှိတယ်၊မျက်စိများစွာရှိတယ်ဒီလိုမျိုးပိတ္တာတွေရဲ့ပုံသဏ္ဍာန်ကလည်းမျိုးစုံရှိတတ်ပါတယ်။ ဒါကတော့ပိတ်တာတွေရဲ့အကြောင်းကိုအနည်းငယ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မြောက်ဦးဆရာတော်ဘုရားကြီးတရားကျင့်ကြံတဲ့အခါမှာကြုံတွေ့ခဲ့ရတဲ့ပိတ်တာတွေအကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဆရာတော်ဘုရားကြီးသုတ်တန်တူတင်စောင့်နေတဲ့အတနေ့အနားမှာတရှုံရှုံနဲ့လာငုံနေပါတယ်ဘသူတို့လို့ဆရာတော်ကြီးကမေးလိုက်တဲ့အခါဖုံးဖုံးတက္ကမကြီးတဦးဖြစ်တဲ့ဦးဘသူရဲ့သမီးပါဖရာဘလို့ဖြစ်နေလဲလို့မေးတဲ့အခါ တပည့်တော်မှတေဂာနီမှာသမီးနှစ်ယောက်ကိုဆွဲပြီးတေခဲ့ရလို့ကြောက်မဖွယ်ကောင်းတဲ့ဘဝဆိုးကိုရောက်နေပါတယ်ဖေ။အေးဒါကြောင့်ဘသူမှကယ်လို့မရတဲ့ဘဝဆိုတာဒါပဲပေါ့။ဘုံကြီးမြတ်တာပို့ပေးမယ်။အမြပေးဝေမယ်။အမြယူနော်လို့ပြောတော့အတပည့်တော်အမြခံယူလို့မရပါဘူးဖေ။အတပည့်တော်ကိုလူ၃ယောက်ကဝိုင်းပြီးတော့ရိုက်နှက်ထုနှံနေပါတယ်ဖေ။အရှင်ဖေအနာကိုရောက်တော့အရှင်ဖေရဲ့မြတ်တာကြောင့်တပည့်တော်မှခိတ္တတတ္တရာရနေပါတယ်ဖေ။ တို့ရှေ့ဆက်မရဘူးရက်နေကြတယ်ဗျာတဲ့တပည့်တော်မှတကူတော့လဲစူးရီပေါက်နေပြီးတော့အရိုက်ခံနေရတဲ့ပိတ်တာဖြစ်နေပါတယ်ဗျာ။ဩကုတူဒီသာအာကိုရပါလား။လောဘဇောနဲ့တေတော့ပိတ်တာဘဝအရောက်ရရှာတယ်။ကုတူတရားစွာရီမိမိနှလုံးသားထဲမှာမရှိထားဘူးဆိုရင် လူပိတ်တာဖုံးကြီးပိတ်တာတီလရှင်ပိတ်တာတွေလည်းဖြစ်ရပါတယ်။ဒါကြောင့်တေတဲ့အခါမှာလောဘဒေါသမောဟတရားတွေနဲ့မတီးဆုံးမိဖို့အရေးကြီးပါတယ်။ လောဘဇောနဲ့တေးတဲ့အခါမှာပိတ်တာဘဝကိုရောက်ကြရရှာပါတယ်။ဒါကတော့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ဆရာတော်ကြီးရဲ့တပည့်လေးတယောက်ကဖုန်းကြီးနဲ့ဝေးကွာပြီးနောက်ပိုင်းမှာကုသိုလ်ကောင်းမှုတွေသူတိတ်မလုပ်ဖြစ်တော့ပါဘူး။အသက်26နှစ်မှာငှက်ဖျားပိုးဝင်ပြီးတော့ကွယ်လွန်သွားခဲ့ပါတယ်။ဒီနေ့ဆရာတော်ဘုရားကြီးတုတ်တန်တူတင်ဆောင်နေတော့ပုံပြတ်ပန်းပြတ်နဲ့သူတယောက်ရောက်လာပါတယ်။အနံ့ကလည်းနန်းစုံနေပါတယ်။အဲဘလို့ဖြစ်တာလဲလို့မေးတော့ တပည့်တော်မကောင်းတာတွေလုပ်ခဲ့မိပါတယ်ဖရာတဲ့ကဲအဲ့ဒါဆိုရင်မင်းတာရုခေါ်ပါလို့အမြတ်ပြုဝင်မယ်ဆိုတော့အရှင်ဖရာတဲ့တပည့်တော်တာရုမခေါ်နိုင်တဲ့ဘဝပါတဲ့ငိုယူပြီးတော့ပြန်သွားရရှာပါတယ်ဩကုသိုလ်ကောင်းမှုမရှိခဲ့တဲ့ဘဝပါကြောက်စရာအလွန်ကောင်းပါတယ်တာရုမခေါ်နိုင်တဲ့ဘဝကိုလည်းရောက်ရတတ်ပါတယ်နောက်ထပ်အတွေ့အကြုံတစ်ခုကတော့တခါကဆရာတော်ဘုရားကြီးကရိုးမာတော်ထဲမှာတရားထိုင်နေစဉ်ကြောက်ကဘာတွေကနေတက်လာတဲ့ပိတ်တာကြီးဟာ ပိန်ကက်နေပြီးတော့အယိုးပြိုင်ပြိုင်နဲ့အစာလောက်လေးလို့တအင်းနဲ့ညင်းညူပြီးတော့ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့အစာရှာနေပါတယ်။အဖုံးကြီးကတနာလို့"ဩပိတ်တာကြီးဒီအနားကိုလာပါတရားဟောပြီးအမျှပေးပါမယ်"ဆိုတော့တစ်ချက်လှည့်ကြည့်ပြီးတော့ခြောက်ထဲကိုဆင်းပြေးသွားပါတယ်။ခေါင်းတစ်ခုလုံးကလည်းသွေးတွေကျဲနေပြီးတော့ငှက်ပိတ်တာတွေထိုးစိတ်ခံနေရတဲ့ပိတ်တာကြီးကိုလည်းတွေ့ကြရဘူးပါတယ်။အဲတခါတလေမှာမျက်လုံးသုံးလုံးခေါင်းကအကြီးကြီး ကိုကသေးသေးနဲ့ပိတ်တာကိုလည်းတွေ့ခဲ့ရဘူးပါတဲ့။အဲအကုသူကံတွေကစမ်းကြဲတဲ့ပုံတံတန်တွေနဲ့ပိတ်တာဘဝကိုရရှိစေပြီးတော့ဆင်းရဲဒုက္ခတွေကိုအဆက်မပြတ်ခံစားနေကြရရှာပါတယ်။ဘုန်းကြီးကတနာလို့အမျှပေးပေနဲ့သူတို့မှာကုသူကံကတစ်စက်မှမရှိတော့အကုသူကံကြီးသာရှိနေတော့တာရုမခေါ်နိုင်ကြရှာပါဘူး။ဒါကြောင့်ကုသူမှန်သမျှအကုန်ပြုတ်လို့ကြကုသူကောင်းမှုတွေကိုမမေ့မလျော့ပြုတ်လို့နိုင်ကြပါစေ။ ဇောနဲ့တင်ရင်ဆွဲပြီးတင်ရင်ပိတ်တာပုံကိုရောက်ရတတ်ပါတယ်လို့ဆရာတော်ကြီးကတတိပိတရားဆိုထားပါတယ်ခင်ဗျာဒါကြောင့်မသေးခင်မှာကုသိုလ်တရားတွေများများပြုလုပ်ပြီးတော့ဒါနသီလဘာဝနာတရားတွေကိုပွားများအားထုတ်နိုင်ကြပါစေမြတ်ဦးဆရာတော်ဘုရားကြီးကိုလည်းဥခိုက်ကြတော်လိုက်ရပါတယ်ခင်ဗျာဘူရင်စာရေးသားတို့နဲ့အဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ